မြန်မာနိုင်ငံမှာကြုံတွေ့ခဲ့ရတဲ့ငလင်ဘေးဒဏ်နဲ့ပတ်သက်ပြီးအမေရိကန်နိုင်ငံကဒေါ်လာ9သန်းပေးရမယ်လို့ကြေညာထားပေမဲ့လည်းဘယ်လိုပေးရမယ်ဆိုတာကိုမသိရှိကြောင်း NASA ကဥက္ကဋ္ဌကပြောပါရယ်မေလ10ရက်မှာရုရှားနိုင်ငံမော်စကိုမြို့ Ararat Park Hotel ခန်းမမှာမြန်မာနိုင်ငံမှာကြုံတွေ့ခဲ့ရတဲ့ငလင်ဘေးဒဏ်နဲ့ပတ်သက်ပြီးအမေရိကန်နိုင်ငံကဒေါ်လာ၉သန်းပေးအပ်မယ်လို့ကြေညာထားပေမဲ့ဘယ်လိုပေးရမယ်ဆိုတာကိုမသိရှိကြောင်းနှာဆကဥက္ကဋ္ဌကပြောပါရယ်မေလ၈ရက်မှာရုရှားနိုင်ငံမော်စကိုမြို့ Ararat Park Hotel မှာ RT သတင်းဌာနနဲ့ပြုလုပ်တဲ့တွေ့ဆုံမေးမြန်းပွဲမှာအမေရိကန်နိုင်ငံအနေနဲ့မြန်မာနိုင်ငံမှာငလင်လှုပ်တာနဲ့ပတ်သက်ပြီးကူညီပေးရမယ့်အစားမြန်မာနိုင်ငံရဲ့ကုန်သွယ်ကုန်နဲ့ပတ်သက်ပြီး၄၄ရာခိုင်နှုန်းအထိပုံမတင်ချက်ခဲ့တယ်လို့သိရှိရတာကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး RT သတင်းဌာနရဲ့မေးမြန်းမှုအပေါ်ပြန်လည်ဖြေကြားရမှာ၎င်းကအထက်ပါတိုင်းထည့်သွင်းဖြေကြားခဲ့တာဖြစ်ပါတယ်။အမေရိကန်တွေကလည်းမြင်နေရတာကတော့ငလီနဲ့ပတ်သက်ပြီးတော့အကူအညီမပေးတာတော့မဟုတ်ဘူး။သူကတော့အကူအညီပေးမယ်ဆိုပြီးတော့ဒေါ်လာ၉သန်းပေးမယ်လို့ကြေညာခဲ့တာရှိတယ်။အဲ့တော့ဘယ်လိုပေးမလဲဆိုတာတော့မသိဘူးပေါ့လေ။ကုလသမဂ္ဂကတဆင့်ပေးမလားဒါမှမဟုတ် AHA စင်တာကတဆင့်ပေးမလားမသိဘူးပေးဖို့အတွက်ကြေညာထားတာတော့ရှိပါတယ်လို့၎င်းကပြောပါတယ် မြန်မာနိုင်ငံမှာမလ28ရက်ကဖြစ်ပွားခဲ့တဲ့အင်အားပြင်းငလင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက်ဧပြီလ4ရက်မှာ American အခြေစိုက် Samaritans Pass International Release Organization ဟာမြန်မာနိုင်ငံကိုရောက်ရှိလာပြီးနေပြည်တော်ကောင်စီနေမြေစပူတီရီမြို့နယ်ရွှေကြပင်ရပ်ကွက်မှာရှိတဲ့မြို့နယ်အားကစားကွင်းမှာရေလျားဆင်းရုံဖွင့်လှစ်ပြီးဆင်းရုံမှာလူနာမျိုးစုံကိုအခမဲ့ကုသပေးတာခွဲစိတ်ကုသပေးတာတွေကိုဆောင်ရွက်ပေးခဲ့ပြီးမေခွနေ့မှာပြန်လည်ထွက်ခွာသွားတယ်လို့သိရပါဗျ။